ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရဟာပြည်သူ့သဘောထားနဲ့ရင်ချင်းကပ်ထားပါတယ်။အခုလည်းကျွန်တော်တို့အစိုးရဟာပြည်သူလူထုသဘောထားနဲ့အတူအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှုကိုရေရေတင်းတင်း လုံဆန့်ခက်ပြဖြစ်ပါတယ်လို့တင်ပြလိုပါတယ်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါဝင်ပြည်သူလူထုကိုစားပြုတ်တဲ့အစိုးအဖွဲ့များအဖွဲ့အစည်းများရဲ့သဘောထားတွေကိုလည်းကျွန်တော်တို့အစိုးရကအစင်မပြတ်နားဆွန့်ခဲ့ပါတယ်အဲ့ဒီအထဲမှာအထူးရေကြွေးဆုံးကတော့စစ်မှန်တဲ့ပြည်သူသဘောထားပဲဖြစ်ပါတယ်ပြည်သူသဘောထားနဲ့အညီကျွန်တော်တို့ဟာအစိုးရအဖွဲ့ ပြုတ်ပြင်းပြောင်းလဲရက်ကို အစ်စ်လိုက် ပြုတ်လုဆောင်ရွက်ခဲ့ပါလေဆောင်ရွက်တဲ့နေရာမှာအစိုးရပြုတ်ပြင်းပြောင်းလဲရက်ကော်မရှင် NUG Reform Commission တခုကိုယူခုနှစ်ဇူလိုင်လမှာစတင်ဖွဲ့စည်းခဲ့ပါလေအဲ့ဒီကော်မရှင်ကိုကျွန်တော်နဲ့အတူဝန်ကြီးချုပ်ဆရာပြေရှုပ်ထတို့သုံးဦးကဥဆောင်ပြီးလက်တွေ့ချက်ချက်အစိုးရအတွင်းပြုတ်ပြင်းပြောင်းလဲမှုတွေကိုပြုတ်လုခဲ့ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးကိုပုံမူအားကောင်းတဲ့မဟာမိတ်စုဖွဲ့မှုတွေနဲ့ပြောင်းလဲဖွဲ့စည်းဖို့ကျွန်တော်တို့အားလုံးကြိုးစားခဲ့ကြရပါတယ်။မဟာမိတ်စစ်ရေးတပ်ဖွဲ့စုနဲ့မဟာမိတ်နိုင်ငံရေးတပ်ဖွဲ့စုမှဒီတမျိုးသားလုံးညီညွတ်ရေးကိုကျေပြန့်စွာကိုစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင်အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကျေပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်တို့အားလုံး ကြိုးစားခဲ့ကြရပါတယ်။ဒါပေမဲ့အဓိကအတိုင်းသာလက်နက်ကိုင်နာစုကြီးတွေဟာအမျိုးသားညီညွတ်ရေးဆွေအဖွဲ့တဲမှာထဲထဲဝန်ဝန်ပူပေါင်းပါဝင်လာဖို့လက်ရှိချိန်မှာအကန့်တတ်သူရှိနေတယ်ဆိုတာသိရှိရပါတယ်။ကျွန်တော်တို့အစိုးရအဖွဲ့လူထုအကျိုးနဲ့ဒေါ်လာကြီးအောင်မြင်မှုတွေကိုရဖို့ဆိုရင်ပြုတ်ပြင်ပြောင်းလဲရေးကိုလက်တွေ့လှုပ်ဆောင်ဖို့တွန့်ဆုတ်ခဲ့တာမရှိဘူးလို့ ပြောချင်ပါတယ်ဒါပေမဲ့လူမျိုးပေါင်းစုံဒေတာမျိုးကွဲပေါင်းစုံနဲ့အင်အားစုပေါင်းစုံလွန်းတဲ့ကျွန်တော်တို့နိုင်ငံတွင်းမှာပြည်သူတရက်လုံးမျော်လင့်တောင်းတနေတဲ့စုဖွဲ့လက်တွေ့မှုမျိုးကိုဤနေ့အချိန်ထိအပြည့်ဝမရနိုင်သေးဘူးလို့ဝန်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာလူထုမျော်လင့်ချက်အတုအတွေမပေးချင်တယ်လို့အရှိပါကတိနဲ့ ကင်းကွာနေတာတွေကိုလည်းစကလုံးတွေလှောက်အောင်ပြောဖို့ရည်ချက်မရှိကြောင်းပြောကြလိုပါတယ်။အဓိကတိုင်းသားလက်နဲ့ကိုင်းသားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးစုရရဲ့ဖြူပြင်းစုဖွဲ့ရေးဖြစ်စဉ်မှာထဲထဲဝန်ရုံပူပေါင်းပါဝင်လာဖို့အကန့်အသတ်ရှိတာကိုစစ်စစ်လေးလာတွေ့ရှိရပါတယ်။နှစ်ပေါင်း60ကျော်ကြာပြည်သွေးစစ်တာတမိုက်ဆိုင်ရာအညူးနဲ့ လူမျိုးရဲ့အမုန်းအာဃာတတွေကိုအဓိကပေါ်ဖွာစေရာရေခမ်းမြေခမ်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ဒါအပြင်ခက်ဆက်ဆက်ကအာနာရှင်ဆိုရတွေဟာလူမျိုးသွေးခွဲအုပ်ချုပ်မှုတွေနဲ့လူအဖွဲ့အစည်းတွေယုံကြည်မှု ပြက်ပြက်အောင် လုံလထုတ်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတိမကသေးပါဘူး။ကျွန်တော်တို့နိုင်ငံဟာကမ္ဘာအင်အားကြီးတွေရဲ့ ပါဝါအပြိုင်မို့ပထဝီအခင်းချင်းရဲ့တန်ကိုလေခန်းစားခဲ့ကြရတာကိုတွေ့ရပါတယ်အထူးသဖြင့်ပထဝီနိုင်ငံရဲ့အကန့်တတ်တွေဟာကျွန်တော်တို့ရဲ့ညီညွတ်တော်တော်လန်ကြီးအင်နာစုကြီးမပေါ်ပေါက်နိုင်အောင်အဓိကအတားဆီးဖြစ်နေတာကိုတွေ့ရပါတယ်ဒေရအထွေနိုင်ငံတကာဆက်ချရေးနေပြမှာလေနိုင်ငံကြီးတွေရဲ့အင်းကြီးချင်းတွေရဲ့အကျိုးစီးပွားအတိုင်းစဉ်းစားချက်တွေက ကျွန်တော်တို့ຫນွေဥတော်လန်ကြီးစုစည်းညီညွတ်မှုကိုကျူးကైချေလင်းနေတာကိုတွေ့ရပါတယ်ထို့သူအချို့သောတိုင်းသားတော်လန်ကြီးအင်သာစုများဟာကျွန်တော်တို့အစိုးရရဲ့စွန့်ဆောင်မှုကိုယခုထက်ပိုပြီးစွန့်ဆောင်နေတဲ့ဥဆောင်မှုကိုတွေ့မြင်လူကြတယ်လို့ယူဆပါတယ်ဒီအထွေထွေအကန့်တက်ကိုကျော်လွန်ပြီးကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးပန်းတိုင်အတွက်တနေ့နဲ့တချင်းချင်းမှာပြည်သူလူထုတရားလုံးမျှော်မှန်းတဲ့စုဖွဲ့ညီမျှမှုကိုတည်ဆောက်နိုင်လိမ့်မယ်လို့အလဲနဲ့ယုံကြည်ပါတယ်။ဒေါ်လာငယ်အင်နာစုများကြားလက်တွဲညီညွတ်မှုကိုကျွန်တော်တို့အမျိုးသားညီညွတ်စုရအနေနဲ့ဆက်လက်ပြီးမဆုတ်မနစ်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြည်သူလူထုတရားလုံးကိုကတိပေးပြောကြားလိုပါတယ်။ချစ်ခင်လေးစားရပါတော့တိုင်းသားပြည်သူလူထုပေါင်းတို့ခင်ဗျာ။ ကျွန်တော်တို့ဟာအမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးကိုအဆင့်၃ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ခဲ့ပါတယ်။ပထမအဆင့်ဖြစ်တဲ့အစိုးရအတွေ့ပြုပြင်ပြောင်းလဲရေး internal reform ကိုလုံဆောင်ပြည်စည်းခဲ့ပြီဖြစ်ပါတယ်။ပြည်ထောင်စုလွတ်တော်ကိုစားပြုတ်ကော်မတီကပြည်သူတရက်လုံးကိုထုတ်ပြန်ပေးခဲ့တဲ့အစိုးရအဖွဲ့ပြုပြင် ပြောင်းလဲရေးဖွဲ့စည်းပုံဟာကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင် ပြောင်းလဲဖို့ပဲဖြစ်ပါတယ်ဒုတိယအဆင့်ဖြုတ်ပြင်ပြောင်းလဲရဲကတော့လက်ရှိမြို့သားညီကြီးရဲ့ဆိုရနဲ့တိုင်းတာလက်လက်ကတော်လာညီအဖွဲ့အစည်းများပါဝင်တဲ့ကိုစားပြုအားကောင်းတဲ့အဆိုရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်တတိယအဆင့်ဖြုတ်ပြင်ပြောင်းလဲရဲကတော့မင်းအွန်လိုင်းနဲ့ချမ်းဖက်စစ်ဦးစုကိုဖြုတ်ချပြီးအသွေးကိုပြောင်းရဲ့ဆိုရအတိတ်တရဖွဲ့စည်းဖို့ဖြစ်ပါတယ်အဆိုရ ဖွဲ့တွေပြုတ်ပြင်းပြောင်းလဲရဲကအဓိကလုပ်ငန်းစဉ်သုံးရက်နဲ့စတင်ခဲ့ပါတယ်။အဲ့ဒါတွေဟာမဟာဗျူဟာပြုတ်ပြင်းပြောင်းလဲရဲဖြစ်တဲ့ strategic reform ဖြစ်ပြီးဒုတိယအချက်ကတော့အတစ်ချမှတ်လိုက်တဲ့မဟာဗျူဟာနဲ့အညီအစိုးရဖွဲ့စည်းပုံပြောင်းလဲရဲ structural reform ဖြစ်ပါတယ်။တတိယအချက်ကတော့အစိုးရဖွဲ့စည်းပုံအတိုင်းကန္တအလိုက်ပြုတ်ပြင်းပြောင်းလဲရဲ့ sectorial reform ဖြစ်ပါတယ်ကန္တလည်းပြုပြင်ပြောင်းလဲရင်မှာ ကျွန်တော်တို့လည်းလည်းကန္တကြီး6ရက်နဲ့ချမှတ်ထားပါတယ်အဲ့ဒီကန္တကြီး6ရက်ထဲမှာနိုင်ငံရေးစစ်ရေးမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးပြည်သူဆက်ဆံရေးနဲ့ဗန္ဒာရေးကန္တတို့ပါဝင်ပါတယ်ဒီလိုမဟာဗျူဟာလိုက်ဖွဲ့စည်းအလိုက်ကန္တအလိုက်ပြုပြင်ပြောင်းရင်မှုတွေကိုဘာကြောင့်လုပ်ရလဲဆိုရင်ကျွန်တော်တို့ဟာဒေါ်လာငွေတရတလုံးရဲ့ စုစုပေါင်းရလက်ကိုယခုအချိန်နဲ့တက်ပုံမူကောင်းမွန်လာအောင်ထွန်းတင်နိုင်ဖို့ဖြစ်ပါတယ်ပထမကတော့အရင်မြက်ခွဲဝဲသုံးစုံမှာပုံမူထိရောက်အောင်တူးမြင့်တိဆောက်ဖို့ဖြစ်ပါတယ်ဒါအပြင်ဒုတိယအနေနဲ့တော်လန်ကြီးကာလအတွင်းမှာအဓိကနဲ့တာမရကိုခွဲခြားပြီးအရေးကြီးတဲ့ကန္တတကို ုံမအားဖြစ်နိုင်ဖို့ရွယ်ပါတယ်။ဒါတဲ့အချက်ကတော့လက်တွေ့ဥဆောင်နေတဲ့အစိုးရအဖွဲ့ကိုလည်းပုံမတော်ဝင်ယူမှုပုံမတော်ဝင်ခံမှုရှိတဲ့အစိုးရတရားဖြစ်အောင်ပုံဖော်နိုင်ဖို့ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ပြည်သူယုံကြည်မှုနဲ့မဟာမိတ်ဆက်ဆံရေးကိုပုံမကျေပြန့်စစ်လင်အောင်လှုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ဒီရွယ်ချက်တွေဟာပြည်သူတရားလုံးရဲ့သဘောထားဆန္ဒနဲ့အညီတော်လာကြီးအောင်မြင်မှုရလတ်တွေကိုအဖိတ်အစင်နေအောင် ကျွန်တော်တို့လုံဆောင်နေခြင်းဖြစ်ကြောင်းပြည်သူတက်လုံးကိုတင်ပြလိုပါတယ်အထက်ကပြောကြားခဲ့ပြီးသလိုပဲပြုပြင်ပြောင်းလဲရေးဒုတိယဖြစ်စဉ်ကိုလည်းကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆွေးရနေနဲ့စတင်ဖော်ဆောင်နေပြီဖြစ်ပါတယ်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးလုံငန်းစဉ်ထဲမှာတိုင်းဒါမဟာမိတ်တော်လန်ရေးအင်အားစုခေါင်းဆောင်များနဲ့စုဖွဲ့တဲ့နိုင်ငံရေး လုံငန်းစင်ကို အထူးအားဆိုင်ပြီးဥဆောင်နိုင်တဲ့အဖွဲ့စီတရဖွဲ့စည်းမှုပြင်ဆင်နေပြီဖြစ်ကြောင်းပြောကြရင်နေကုန်ချော့ပါတယ်ခင်ဗျာ